ကျမကောင်လေးကသူ့လဲလိုက်ခဲ့မယ်ဆိုပြီးလေရင်လက်မှတ်ဖြတ်တာလက်မှတ်လုံးဝမရအောင်ကျမတဆောင်နေရတယ်နော်အဖြတ်ဘလောက်ကြီးဖြတ်လဲဆိုလေရင်ထွက်ခိုင်နေသည့်ကျမလေးအပြင်မှာတော့ထွက်မထိုင်နိုင်ဘူးမူးလုံးလုံးလေရင်အိမ်သာထဲမှာလေအိမ်သာထွက်ဖို့ခေါင်းနစ်ပြီးတော့ကျမအဲနာအဲနာ မူပြီးတော့အန်လာကျမကောင်လေးကိုဖုန်းဆက်တော့ငါ့ကိုလာခေါ်တော့ငါဒီခေးဆန်ကမလိုက်တော့ဘူးဒီခေးဆန်ကမလိုက်သွားတော့ငါ customer တွေပဲလွတ်လာငါမဖူးတော့ဘူးကျမကောင်လေးအသေးရအောင်သွားအသေးရအောင်သွားဆိုပြီးလေရင် truck ခဏနေတော့ဆိုကျမနာမည်လေရင်ကလှမ်းခေါ်တော့မှကျမလေးလေရင်ရဲတွေနဲ့လေးနှစ်ဖက်ဆွဲပြီးတော့ကျမသွားတာပြီးလဲပြီးတော့ အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel နဲ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအလေးရပါတော့ဒီခုပုံလေးမှာမြင်တွေ့နေရတဲ့မြို့သမီးအစင်ပေါ့စီးပွားရေးတွေရန်အောင်မှာအောင်မြင်တဲ့မြို့သမီးတူပဲဖြစ်ပါတယ်ဗျသူအစင်ပေါ့နော်ရန်အောင်မှာအောင်မြင်တဲ့အတွက်ကြောင့်သူ့ကိုမနာလိုတဲ့သူတွေကသူ့ကိုရုံးမှာဘူးသူ့ကိုစီးပွားရေးကြအောင်လို့ဆိုပြီးတော့သူ့အောင်လန်းနဲ့ပြူစားခဲ့တယ်ပေါ့နော်အောင်လန်းနဲ့ပြူစားတာကိုဒီခုမြင်တွေ့နေကောင်မလေးကသူဘယ်လိုခံစားရလဲဆိုတာကိုအောင်လန်းပြူစားခင်ရတော့ဘယ်လိုဖြစ်နေဘယ်လိုတောင်စိုးဝါနေဆိုတာကိုရှင်ဖွင့်လာတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျဒီဗီဒီယိုလေးမှာဆိုရင်တော့ကျွန်တော်ဗီဒီယိုအကြောင်းဆောင်ရှင် င်းပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုစနေဆုံးနေကြည့်ကိုကျွန်တော်မိတ်ဆွေတို့ဖိတ်ခေါ်လိုက်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်မယ်ရှိပါလေအောက်လန်းနဲ့ပတ်သက်ပြီးတော့ကြားဖို့ခြင်းနဲ့ဆိုတဲ့အမတွေညီမတွေကိုကျွန်မပြောပြမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ brand နေပြီးပကံခီးစင်အခုဆွဲတာအဲ့မှာကျွန်မဘဝမှာအမှတ်တရသူများအောင်လန်းလောက်ပြီဆိုရင်လေအဲ့လိုဖျားအကြောင်းခံနေသွားလို့မရဘူးပြီးတော့အရန်ကိုပေါ့နော်တကူးကြီးတဲ့နေရာတွေကို ွားလို့မရဘာကြောင့်လဲဆိုသူတို့ကအောက်လန်းနဲ့ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုနေရာမျိုးတွေအောက်လန်းအလုတ်ခံထားတဲ့သူကတွားလို့မရအောင်ကျွန်မအမဆိုလည်းအခုသူများအောက်လန်းလုတ်ပြီးတော့ကင်ဆာဖြစ်နေတာအဲ့ဒါကျွန်မတို့ကကုပေးတဲ့ဖုံဖုံရှူလွတ်တာလုံးဝတွားလို့မရကားပေါ်တက်ကားပြက် မူးလဲအဲ့လိုဖြစ်တာကျမတို့ကလည်းအဲ့လိုပဲပေါ့နော်သူများအောင်လန်းလောက်ထားတာအကြီးကျယ်လောက်ခံထားရတဲ့အချိန်မှာကျမပကံဖျားကိုကျမလူတွေနဲ့ trip ဆွဲပြီးသားဖြစ်တော့ကျမသွားချင်တာဒါပေမဲ့ကျမလေးအဲ့ဒီပကံမနှက်ဖန်သွားရမယ်နော်ဒီနေ့ညမှာနော်ကျမအဲ့ရတဲ့ခေါင်းအုံးနဲ့ခေါင်းနဲ့ထောင်းလို့မရတော့အောင်လန်းများဘလောက်ကြောက်စရာကောင်းလဲဆိုစွန်းနေနော်မထင်အထင်မသေးတဲ့အရင်စွန်းနေအောင်လန်းနေရကျမခေါင်းအုံးနဲ့ခေါင်းနဲ့လုံးဝခွာလို့မရတော့တယ်ကျမလေးအဲ့တော့ကလေးမျက်ရည်နဲ့မျက်ခွတ်ငိုတာမနှက်ဖန်ကျမလေးရင်သွားတော့မှာနော် ဘလောက်တောင်တော့အောင်လန်းဘလောက်ဆွမ်းလဲဆိုတော့လေကျမလေးတညာလုံးဖျားစာဆိုတာဆိုပြီးတော့နောက်နေမနဲ့လဲကြာကြာမူးတော့လေဟိုဘက်ဒီဘက်ဒီဘက်တစ်ဘက်ဆွဲပဲကျမကိုလေးရင်ပေါ်လိုက်ပို့တာအဲ့တော့ကျမကောင်လေးကသူ့လဲလိုက်ခဲ့မယ်ဆိုပြီးလေးရင်လက်မှတ်ဖြတ်တာလက်မှတ်လုံးဝမရအောင်ကျမတစောင်းနေရတယ်နော်အဖြက်ဘလောက်ကြီးဖြတ်လဲဆိုလေးရင်ထွက်ခံနေသည့်ကျမလေးအပြင်မှာတော့ထွက်မထိုင်နိုင်ဘူးမူးလုံးလုံးလေးရင်အိမ်သာထဲမှာလေအိမ်သာထွက်ဖို့ခေါင်းနစ်ပြီးတော့ကျမအဲနာအဲနာ မူးပြီးတော့အန်လာကျွန်မကောင်လေးကိုဖုန်းဆက်တော့ငါ့ကိုလာခေါ်တော့ငါဒီခေးဆန်ကမလိုက်တော့ဘူးဒီခေးဆန်ကမလိုက်သွားတော့ငါ customer တွေပဲလွတ်လာငါမဖူးတော့ဘူးကျွန်မကောင်လေးအသေးရအောင်သွားအသေးရအောင်သွားဆိုပြီးလေရင် truck ခဏနေတော့ဆိုကျွန်မနာမည်လေရင်ကလှမ်းခေါ်တော့မှကျွန်မလေးလေရဲတင်နေလေနှစ်ဖက်ဆွဲပြီးတော့ကျွန်မပွားတာပြီးလဲပြီးတော့လင်ခွင်းလဲ customer နေဖြတ်တဲ့ခါကျွန်မတောင်းမှန်နေကျွန်မအယံမူးနေတယ်သူတို့ကလည်းတိတယ်မျက်နှာယူအမ်းပြီးတော့လေတော်တော်ကြီးရောနော်အောင်လန်းဘလောက်ကြောက်စရာကောင်းလဲဆိုတော့ပကံဖျားဖူးမှဆိုလို့ကျွန်မအောင်လန်းနဲ့တိုက်တာ စီးပွားရေးအောင်မြင်မှာဆိုလို့နော်စီးပွားရေးမှာလည်းအတိုက်ခံနေရှိတယ်။အဲ့ဒါနဲ့ကျွန်မပကံဖျားကိုလေရင်နဲ့စီးပြီးတော့ရောက်သွားတယ်။လေနဲ့စီပြီးရောက်တဲ့ချိန်မှာလေပကံမျိုးလေးကျွန်မခြေချလိုက်တဲ့ချိန်မှာလေကျွန်မမြေရီတွေပပြန်ပြန်ပြပြန်ကြတာဝမ်းသာလုံးလို့အဲ့ဒီချိန်မှာဟိုတယ်လေးရောက်လေရောက်ပြီးတော့ကျွန်မအိပ်ပြော်ပါအဲ့ဒီချိန်မှာဘလို့အိမ်မက်မက်လဲဆိုကျွန်မရဲ့ဝိညာဉ်ကြီးကလွင့်သွားတာ ကျမလူခန္ဓာကိုယ်ကြီးအိတ်နေတယ်ဒါပေမဲ့ဝိညာဉ်ကြီးကလည်းသေသွားသလိုမျိုးနော်ကြောက်စရာအရင်ကောင်းတယ်ကျမအိတ်နေတယ်နော်ကျမအိတ်နေတာကိုလည်းကျမမြင်ရတယ်ကျမရဲ့ဝိညာဉ်ကြီးကလွင့်ပြီးတော့ကျမဖះတဆူရောက်သွားတယ်အဲ့ချိန်မှာအဲ့ဖះတဆူရောက်ပြီးတော့အဲ့ဖះကိုဖူးပြီးတော့ကျမခန္ဓာကိုယ်ဝိညာဉ်ပြန်ရောက်လာတဲ့အချိန်မှာကျမ နည်းနည်းလေးလန်းလာတယ်ပေါ့နော်နည်းနည်းလေးလန်းလာတယ် all and နဲ့အဲ့လိုမျိုးနည်းနည်းလန်းနေပါသေးထားရှောက်လို့ရတယ်အဲ့ဒီတည့်ရက်ကျွန်မလုံးဝမထနိုင်အဲ့ရတဲ့မှာလဲနေနောက်နေ့ကျကျွန်မ customer တွေကကားနဲ့ရောက်လာကြတယ်အဲ့ချိန်မှာကျွန်မ customer တွေနဲ့တပုတ်နေပါသေးတော့ထွက်ရိုက်နိုင်တယ်ကျွန်မမထနိုင်သေးဘူးအဲ့ဒါနဲ့နောက်တစ်ခေါက်ထပ်ပြီးတော့ကျွန်မအိမ်မက်မက်တယ်အိမ်မက်မက်တော့နောက်ထပ်ကျမကလည်းတိုက်ဆက်ကြည့်ရတူဆိုတော့တောင်းတောင်းသူများလှုပ်လို့မရအောင်ဆက်ပြောပြမယ်နောက်ဗီဒီယိုမှာအဲ့ဒါနဲ့ကျမဆက်ပြောအောင်မယ်เนาะပထမဗီဒီယိုကြည့်ပြီးရင်ဆက်ပြောအောင်မယ်အောက်လည်းလည်းပတ်သက်ပြီး အဲ့ဒါဒုတိယတရက်ကျမမနဲ့အစောဝီလင်းဝီလင်းအချိန်မှာကျမအဲ့လိုပဲခန္ဓာကိုယ်ရဲ့ဝိညာဉ်ထွက်သွားတယ်ထွက်သွားပြီးဖျားတဆူရှိထက်ရသွားတယ်ပြီးလဲပြီးတော့ကျမခန္ဓာကိုယ်လေးကိုပြန်ဝင်လာတယ်အဲ့ဒီဝိညာဉ်ကအဲ့ဒီအချိန်မှာကျမတော်တော်လေးကိုပော့သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမတို့လေးတရဖတကားနားမှာရှိတယ်လေနမိနဲ့ရုပ်ကြီးရှိတယ်ကျမအဲ့မှာကျမတငယ်ချင်းကိုဖုတ်ဆက်ပြီးတော့ပွဲထုတ်ခိုင်းတာ အာဒီပွဲလေးကိုကျမရဲ့ brand ပွဲလေးကိုအောင်မြင်အောင်လုပ်ခွင့်ပေးပါအောင်ပွဲလေးလည်းထိုးပါမယ်ဆိုပြီးကျမထိတ်ထန်တာထိတ်ထန်ထန်တာပဲအဲ့ဒီညမှာကျမတို့ dinner ပွဲရှိအဲ့ dinner ပွဲမှာကျမထနိုင်ပါတယ်ထူးထူးထန်ထန်လုပ်ပြီး dinner ပွဲမှာဟာကဲတောင်းချမ်းဟာ dinner party ဟာကိုကလေအဲ့မှာလေ dinner မှာလေစကားပြောနေတယ်မျက်ရည်တွေဖြ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 ကြာဘာကြောင့်လဲဆိုကျမမထနိုင်တော့ဘူးထင်တာပဲဒီပွဲကိုကျမမလာနိုင်တော့ဘူးဖျားရည်မဖူးနိုင်တော့ဘူးထင်တာကျမအောင်မြင်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမပွဲလဲပြီးလဲပြီးသွားတော့ကျမတရဖတ်တကားတွေပါရေးသွားပြီးတော့ကျမ ဟွာပေါ့အောင်ပွဲတွေတော့ထိုးတယ်နက်မျက်နှာကောင်းတွေကိုကျွန်မမြစ်တာပို့တယ်အဲ့တော့အောက်လန်းဆိုတာအထင်မသေးနဲ့เนาะအဲ့ဒါနဲ့ခဏတော့တက်တာသွားတယ်ပေါ့เนาะအောက်လန်းလေးနဲ့တက်တာသွားပြီးလဲပြီးတော့ပြန်ပြီးတော့ဖြစ်တယ်ဘာကြောင့်လဲဆိုအောက်လန်းရဲ့သဘောတဘာမှာကိုယ်ခန္ဓာကိုယ်ထဲမှာထဲခံထားရတယ်ဆိုရင်သူတို့ရဲ့ကြိုးကင်လို့ရတယ်ပေါ့เนาะ ခဏခဏပြင်ပြင်ဖြစ်တယ်။ဘယ်လိုချိန်မျိုးတွေဖြစ်လဲဆိုကျွန်မပွဲလုပ်ရမယ့်အချိန်တွေကျွန်မခီးထွက်ရမယ့်အချိန်တွေကျွန်မလုပ်ငန်းအတွက်ပေါ့နော်စင်မော်တက်ရတော့မယ့်အချိန်တွေကျွန်မအတွက်အောင်မြင်တော့မယ့်အချိန်တွေဆိုသူတို့ကကြိုးကင်လိုက်တာကွာကျွန်မတုံကနေတုံကနေပြစ်ပြစ်လဲတာနောက်ဆုံးကျတော့ကျွန်မအကူခွေတဲ့ဆရာတော်တပားကိုတွေ့ရအဲ့ဆရာတော် ਨੇ ပတ်သက်ပြီးတော့ကျိုက်ဆရာတော် ਨੇ မတွေ့ခင်မှာကျွန်မအိမ်မက်ကကြုံမက်ပြီးတာကျမလည်းတော်ရုံတယုံလူလည်းမဟုတ်ဘူး။ဘာကြောင့်တော်ရုံတယုံလူမဟုတ်ဘူးလဲဆိုကျမကဖះတဲ့ចောင်းဆောက်ဖះမှចောင်းမှလीအ ကျမရဲ့ကုသူတွေအားလုံးဒိဋ္ဌံပြုရဲ့တစ္ဆာပြုပြီးကျမဆရာကောင်းတမကောင်းကိုရှာတယ်အချိန်တစ်ခုတော့ကျမပေးလိုက်ရတယ်တနှစ်ကြကြောလောက်တော့ကြာတယ်တနှစ်လောက်တော့ကြာတယ်အဲ့အချိန်မှာအိုက်ဖုန်ဖုန်းကိုတွေ့တယ်တွေ့တဲ့အချိန်မှာအိမ်မက်နဲ့အရင်တွေ့ရအိုက်ဖုန်ဖုန်းတပါးစီးတိုက်လိမ့်မယ်ပြီးတော့ဘလို့စီးကုပေးမယ်ဆိုအိမ်မက်မှတ်တာအဲ့ဒီအိမ်မက်တိုင်းပဲအိုက်ဖုန်းကြီးရှိရောက်ပြီးအိုက်ဖုန်းကြီးအိုက်ဖန်ကွက်လေးနဲ့ပဲစီးတိုက်ပြီးတော့ကျမသုံးချိန်တီတီသွားပြီးတော့တက်တာပါတယ်အဲအကျမပဲဖုံဖုံလဲပဲဖုံဖုံလဲဆိုကျမလာမေးမယ်ဆိုတာကျမသိတယ်ဒါပေမဲ့ကျမတခုတော့ဂျူပြောထားမယ် အောင်လန်းတိုက်ခံရရင်တချို့တွေကဖုန်ကြီးကုလို့ရတယ်တချို့တွေကရွှေရင်ကျော်ကုလို့ရတယ်တချို့တွေကကျတော့ခိုင်းစရာကုလို့ရတယ်ကိုနဲ့ကန်ဆက်တဲ့သူကကုလို့ရတယ်ကျမဖုန်ဖုန်နဲ့ကျမပျောက်လာပျောက်ခဲပဲမဲ့တခြားသူတွေကလည်းပျောက်ချင်မှပျောက်မှာတချို့လူတွေရွှေရင်ကျော်တို့ကလည်းကျမခေါ်ကုတာပဲဒါပေမဲ့ကျမမပျောက်ဘူးအဲ့တော့ကိုနဲ့ပဋ္ဌာန်းဆက်ရှိရတဲ့သူကိုနဲ့စေးစွမ်းတဲ့သူစေးထက်တဲ့သူပေါ့နော်ကိုနဲ့ ထက်တူကြတဲ့သူတွေမှာဒီအောက်လန်းဆိုတာပျောက်တာပြီးတော့ပျောက်ချိန်တန်မှာပျောက်တာနောက်တစ်ခုကျတော့အောက်လန်းဆိုတာလေဒါဝိညာကံတာပဲပေါ့နော်ကျွန်မလည်းဘဝတစ်ခုခုမှာသူများကတစ်ခုခုမဟုတ်တာလောက်ခဲလို့ကျွန်မဝတ်ကြွေးချွတ်ချိန်တန်တဲ့ချိန်ကျတော့ဒီဟာကြီးကဟိုအနာနဲ့စီတွေ့သွားတာအဲ့အတွက်ကြောင့်ဟိုပေါ့ကြိုက်တဲ့သူနဲ့ကုလို့ရတယ်ကိုပျောက်ဖို့ကံပါလာရင်ပျောက်ကိုပျောက်ပါအောက်လန်းနဲ့ပတ်သက်ပြီးတော့အဲလီလာပြောပြတာပါ ကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုစနေစုံနေကြည့်နေတဲ့မိတ်ဆွေတွေဆိုတော့ဒီဗီဒီယိုရဲ့အကြောင်းရင်းစုံကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်မိတ်ဆွေတို့အမြင်ကိုလည်းပဲ comment မှာဝင်ရောက်ပြီးဝေဖန်တုံ့တက်ပြီးတွားကြပါဦးမြတ်ကျွန်တော်ဒီဗီဒီယိုလေးကိုလုတ်ပေးလိုက်တဲ့အကြောင်းရင်းအားဆိုရင်ကျွန်တော်မိတ်ဆွေတို့ဘူတတာရစီကျွန်တော်ပဲဖြစ်ပါတယ်ကြာနောက်ထပ်ဗီဒီယိုတွေမှာဆိုရင်လည်းခုလို့စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာလေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပြီးတွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးတွားကြပါဦးမြတ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ